ခုဗီဒီယိုမှာဘာအကြောင်းရောလေးလာရမလဲဆိုရင်ကိုကတရုတ်စာကိုစပြီးတော့လေးလာတော့မဲ့သူတယောက်နေနဲ့သိထားရမှာကျတော့ဖင်းစွာပါလေဒါအောင်နားလည်သားရမယ်ဒီ slide မှာမြင်နေရတဲ့ဒီလိုတုတ်ချောင်းတွေနဲ့ရေးထားတာတွေကကျတရုတ်စာကိုကနိုင်ငံခြားသားတယောက်နေနဲ့တရုတ်စာကိုမြင်လိုက်တာနဲ့ဖတ်သက်မှာမဟုတ်ဘူးအဲ့တော့ကိုရီးယားဘာအရင်ဆုံးလေးလာရမလဲဆိုရင်တော့ဒီလိုတုတ်ချောင်းနဲ့ရေးထားတဲ့ တယုံစာတွေရဲ့အတန်ထွဲဖြစ်တဲ့ဖင်းဆိုတာကိုရုံဆုံးလေ့လာရမယ်ဖင်းမှာဘာတွေပါလဲဆိုရင်တော့ဘီးရဲ့တရရဲ့အတန်နှိမ့်မြစ်ဖြစ်တဲ့အတန်ထုံးတွေရဲ့ပေါင်းဆက်ထားတာကိုဖင်းလို့ခေါ်တာနော်မီး23လုံးရှိမယ်တရ24လုံးရှိမယ်တရှုအတန်ထွဲတွေမှာကျတော့ဘီးမှာပါပဲနဲ့တရကြီးပဲထွဲလို့ရတဲ့အတန်ထွဲတွေရှိတယ်ဒါပေမဲ့ဘီးကြီးပဲထွဲလို့ရတဲ့အတန်ထွဲတွေတော့ ဖင်းရင်မှမရှိဘူးเนาะဒါကိုကနားလည်ထားရမယ်ဟုတ်ဒါဆိုရင်ဒီဗီဒီယိုမှာကြော်တော့လောက်ရှုတော့အရင်ဆုံးမြီး23လုံးကိုရုံဆုံးလေးလာမယ်နောက်ထပ်ဗီဒီယိုမှာကြော်တော့ဒရ24လုံးကိုဆက်ပြီးတော့လေးလာမယ်เนาะမီး23လုံးကိုလော်ရှိုးအပိုင်းနှစ်ပိုင်းခွဲပြီးတော့လေ့လာမယ်။ဘီကိုတရုတ်လိုဘလိုခေါ်လဲဆိုရင်တော့ရှင်းမှုရှင်းမှုလို့ခေါ်ရနော်။မြန်မာလိုဆိုရင်တော့ဘီတရုတ်လိုဆိုရင်တော့ရှင်းမှု လို့ခေါ်တယ်။ Okay ဒါဆိုရင်တော့ရှိုးတော့အရင်ဆုံးဒီ B ဆိုတဲ့စလုံးလေးကိုကြည့်မယ်။ဒီ B ကကြတော့တယုတ်စလို့ဆိုရင်သူ့ကိုပအတန်နဲ့ပဲထွက်ပေးရမယ်။ဒါကသူ့ရဲ့မူရင်းအတန်လေးနော်။မူရင်းတန်ဖြစ်တဲ့ပါဆောက်စရာကိုဘေးနားလေးမှာမှတ်ထားရပြီ။ P P ကကြတော့ဖောက်ထုတ်အတန်သူ့ရဲ့မူရင်းတန်ဖောက်ထုတ်တန်နဲ့ဖတ်ပေးရမယ်။ M ကကြတော့သူ့ရဲ့မူရင်းတန်ဖြစ်တဲ့မအတန်နဲ့ထွက်ပေးရမယ်။ F ကကြတော့သူ့မှာမြန်မာစာမှာထပ်တူကြတဲ့အတန်သွဲမရှိဘူး။ဒါပေမဲ့အင်္ဂလိပ်မှာတော့ရှိတယ်။4,4,4လို့ထွက်ပြရမှာနော်။ Okay ဒါဆိုရင်ဒီ၄ခုကကြတော့သူတို့၄ခုဟာအတန်လမ်းကြောင်းတွေတူတယ်။ဒါဆိုရင်တို့ရဲ့အတန်ထွက်ပုံထွက်နေရလဲတူတူပဲရှေးနာတန်နဲ့ထွက်ပေးရမှာ ရှေးနတန်နဲ့ထွက်ပေးရပြီးတော့ဒီနှခေါင်းအရင်နာကလေတန်လေးထက်ပြီးတော့ဆိုပေးရမှာနော်။ Okay ဒါဆိုရင်တော့ရောဒီလေးလုံးကိုအရင်ဆိုမယ်။ပေါ်ပေါ်ဖော်ဖော်မောမောဖော်ဖော်ပေါ်ဖော်မောဖော် Okay ဒီလေးလုံးကအတန်လန်းချောင်းတူပဲနော်။ โอเคနောက်သက်ဒုတိယ row မှာကျတော့ D ကကျတော့တရုပ်စာမှာသူ့ကိုတအတန်နဲ့ထွက်ပေးရမယ်သူ့ကိုဘယ်လိုဖတ်မလဲဆိုရင်တော့တတတ T ကကျတော့သူ့ကိုထအတန်နဲ့ထွက်ပေးရမှာဒါဆိုရင် th th t th t t n ကကျတော့ n အတန်နဲ့ထွက်ပေးရမှာ n n t t n l ကကြတော့ la တန်နဲ့ထွက်ပေးရမှာ l l လို့ထွက်ပေးရမှာเนาะဒါဆိုရင်ဒီလေးလုံးကလည်းအတန်လန်းချောင်းတူတယ် t t n l အရှေ့က t ထွက်တက်လို့ရှိရင်အနောက်ကမူရင်းတန်လေးပြောင်းပြီးတော့ထွက်ပေးလိုက်အောင်ပဲဘာလို့ဆိုရင်အတန်လန်းချောင်းတူတူပဲဆိုတော့เนาะထွက်ပုံထွက်နေရကြတော့ဒီရှာကိုနောက်ဆုတ်ပြီးတော့ ถอยไปยามาดีอโบตัวโหชาวพยาเลยที่ไทยแม่เปลี่็นแต่เชิงลงที่ทารังโฮเบนเนี่ยชาวเนอาเปลี่ยนโซบิโรถอยไปยามาเนาะเตเตเธอเธอเนเนเลเลเตเธอเนเลโอเคดัชเชนเราจะดินโรเนอาตะเข้าเปลี่ยนไปไหม่ปอพอมอ ฟอเต th n l ဝေဒဆိုနောက်ထပ်တတိယရိုးကြည့်မယ်ជីជីကကျတော့သူ့ရဲ့မူရင်းတန်ထွဲကကတန်နဲ့ထွက်ပေးရမှာเนาะဒါဆိုရင်သူ့ဘယ်လိုထွက်လို့ရလဲဆိုရင် k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  ရကျတော့ခတန်နဲ့ k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  h ကကျတော့ဟတန်နဲ့ထွက်ပေးရမယ် h h 个可呵，个可呵，你个可呵，嘎扎罗度，那看对。လုံးဆယ်မလို့ဘူးဒီလေเจ้าကလာတဲ့အတန်အာကောင်းတန်နဲ့ပဲထွက်ပြရမှာနော်ကခဟနှခမ်းလုံးမလုံးတော့ဘူးလေเจ้าကလာတဲ့အာကောင်းတန်နဲ့ပဲထွက်ပြရမယ်ဟုတ်ကဲ့ဒါဆိုရင်သုံးရောနောက်တစ်ကောက်တူတူပြန်ပြီးတော့ဆိုကြည့်မယ်ပေါ်ဖော်မော်ဖော် t t n l g k h ဒါလေးတွေရမယ်နော်။ Okay နောက်ဆုံးတို့ကကြတော့ J ကကြတော့သူဒီသုံးလုံးကကြတော့မြန်မာမှာထပ်တူကြတဲ့အတန်ထွက်ရှိရဲ့ J ဆိုရင် G G Q ဆိုရင်တော့ Q Q X ဆိုရင်တော့ C C ဒီ S ကကြတော့အင်္ဂလိပ်မှာထပ်တူကြတဲ့အတန်လည်းရှိတယ်ရှိ ရှိဆိုရဲသူမဆိုရဲဒီစလုံးလေးเนาะရှိရှိជីချီရှိជីချီရှိပေါ်ပေါ်မဖော်တထနလကခဟជីချီရှိဒါလေးတွေရမယ်เนาะ ဒီအောက်ဆုံးជីချီရှိကကြောလို့တူအပေါ်သွားနဲ့အောက်သွားထိပြီးတော့ဆိုပေးရမှာနော်โอเคဒါဆိုရင်လည်းနောက်ထပ်ဒုတိယအပိုင်းဖြစ်တဲ့ရှုံးမှုဆိုတဲ့ B ကိုထပ်ပြီးတော့ကြည့်မယ်โอเคအဲ့ဆိုရင်လည်းဒီ၄ခုရှာလိုက်ပြီးတော့ထွက်လို့ရတဲ့ဒီ၄လုံးကိုအရင်ဆုံးကြည့်မယ် CH တန် ZH ဆိုတဲ့အတိုင်းသူ့ကို H အတန်ပါအောင်လို့ရှုလို့ဖတ်ပေးရမယ်။အတန်ထွက်ရကြတော့ကတ်ကြီးရပေးတန်နဲ့ထွက်ပေးရမှာနော်။ J J J H အတန်ပါနော်။ J J နောက်တစ်ခု CH အတန်လမ်းကြောင်းသူ့သူပဲရှာလိုက်ရမယ်။ခခွဲရပေးတန်ဖြစ်သွားပြီ။ H အတန်ပါအောင်ထွက်ပေးရမယ်။ CH 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 ဆိုတော့ CH 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 SH ကကြောတူရာကောက်ဟထိုတန်လေးနဲ့ H အတန်ပောင်းထွက်ပေးရမယ်။ရှရှရှ Okay ဒီ၃လုံးနောက်တစ်ခေါက်ပြန်ထွက်မယ်နော်။ဂျူရှရှနောက်ဆုံးတကူအာအာကျတော့ရအတန်နဲ့ထွက်ပေးရမယ်။ဒီရာကောက်ကိုကျတော့ရလို့ဖတ်မယ်နော်။ရမဟုတ်ဘူး။ရရရ Okay ဂျူ ch sh r နောက်တစ်ကြောင်ကကျတော့ set ရယ် see ရယ် s ရယ်ဒီ၃ခုကကျောအတန်လမ်းကြောင်းတို့တယ်ထွက်ပုံထွက်နေရအရေးကြီးဆုံးကဘာလဲဆိုရင်သွားစီထားရမယ်အဲ့ဒီသွားစီတဲ့နေရာကိုရှာပြားလေးကသွားထိပ်ပြီးတော့လေတိုးထုတ်တဲ့အတန်နဲ့ထွက်ပေးရမှာเนาะအဓိကသွားစီမှာဒီ လိုရှင်နဲ့တန်အောင်ရမှာသွားစီမယ်ပြီးလို့ရှင်သွားစီထားတဲ့နေရာကိုရှာပြလဲရသွားထိပ်ပြီးတော့လေတိုးထုတ်လိုက်တဲ့အတန်လေးမျိုးနဲ့ထွက်ပြရမှာဥမာဒါဆိုရင် Z ဆိုတော့ခုနကလိုအပေါ်ကလို H အတန်ကိုတော့ဖျောက်ပြရမှာနော် H အတန်ပါပြီးတော့ထွက်လို့မရဘူးစစစသွားစီမှဒီတန်ရမှာနော်စစအပေါ်ကကျတော့ဂျူဂျူ H အတန်ပါတယ် ซซตัวซีပြီးတော့ h အတန်မပါဘူးနောက်တစ်ခု c ကကျတော့ซซซ ch ကကျတော့ชชซซမတူเนาะ h အတန်မပါဘူး sh ကကျတော့ชช s ကကျတော့လျှော့ဒီခါစလုံးအတန်နဲ့ထွက်ပေးရမယ်ซซ ွားစီရမယ်နော်စစအဓိကမမဲရမှာသွားစီရမယ်လေတိုးထုတ်ရမယ်ဘာလို့လဲဆိုရင်ဒါက h အတန်မပါဘူးလေတိုးထုတ်တဲ့အတန်နဲ့ပဲလာရှုလို့ထွက်ပေးရမယ်ဟုတ်ကဲ့ဒါဆိုဒီ၃လုံးနောက်တစ်ခေါက်ပြန်ထွက်ကြည့်မယ်စစ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 ဒါဆိုဒီ၃လုံးလေးရမယ်နော် ဒါဆိုရင်အပေါ်နဲ့အောင်းနဲ့ရှင်ပြီးတော့နောက်တစ်ခေါက်ပြန်ဖတ်ကြည့်မယ်။ဂျူဇူဆူဆူဆူဒါလေးရမယ်နော်။နောက်နှစ်ခုကကျတော့ y ရဲ့ w ရဲ့ y ကိုကျတော့ y နာနဲ့ y y လို့ဖတ်ပေးရမယ်။ w ကကျတော့ w အတန်းနဲ့ u u လို့ဖတ်ပေးရမှာနော်။ဒီနှစ်ခုကကျတော့ ဒီတရအထဲမှာရှိတဲ့ i နဲ့ u ကိုအစားသုံးလို့ရတဲ့စကားလုံးလေးနော်ဘာလို့လဲဆိုရင်တော့ရှို့နောက်ထပ်ဗီဒီယိုမှာတရလေးလာမှာအကိုကတရမလေးလာရသေးဘူးဆိုတော့မှတ်ထားရမှာကအဲ့ဒီတရမှာပါတဲ့ i နဲ့ u ကိုအစားသုံးမယ်ဆိုရင်တော့ i ကစား y g တုံးပေးရမယ် u အစား w ဟူကိုတုံးပေးရမယ်အတန်သွဲအတူတူပဲနော် i ရဲ့အတန်သွဲကလည်း e y ရဲ့အတန်သွဲကလည်း e w ရဲ့အတန်တွဲကလည်း who u ရဲ့အတန်တွဲကလည်း who အဲ့တော့ဒီ y နဲ့ w ကဒီတရနှစ်ခုကိုအစားသုံးပေးရမယ်စလုံးလေးဆိုတော့အတန်တွဲအတူတူပဲเนาะ okay ဒါဆိုရင်ဒီဆရာတစ်ခုလုံးပြန်ပြီးတော့ဖတ်ကြည့်မယ် ch ch sh r z c s y u ဟုတ်ဒါဆိုရင်ဒီနေ့ဗီဒီယိုမှာလရှိုးလေးလာခဲ့တဲ့ဘီရဲ့အတန်အတွက်တွေကိုအနောက်ကမူရင်းတန်လေးမှတ်ထားရပြီးသူ့ရဲ့အတန်အတွက်တွေကကျော်မြန်မာမှာထပ်ထူကြတဲ့အတန်အတွက်တွေမရှိတာလဲများတယ်ဆိုတော့ကိုကမြန်မာလိုမှတ်လို့ရှင်မှာသွားမှာဆိုလို့အတန်အတွက်ကိုမူရင်းတန်လေးပဲမှတ်ထားပြီးတော့မြန်မြန်ကျင့်ရရယ်နော်ဟုတ်ဒါဆိုရင်နောက်ထပ်ဗီဒီယိုမှာတရားရီဆက်ပြီးတော့လေ့လာမယ်